ကရင်ပြည်နယ်အတွင်းနိုင်ငံရေးပါတီတွေအများပြားရှင်းပြန်ကြမယ်အနက်မှာပြိုင်ဘက်ပါတီကတပါတီသာ ရှိတာကြောင့်မဲအနိုင်ရမှာတည်ကြတယ်လို့ကရင်မျိုးသားဒီမိုကရက်တစ်ပါတီဖန်မြို့နယ် FDV ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစောမင်းမင်းမြိုင်ကပြောကြားလိုက်ပါတယ်လူလူထောက်ကမှာတော့ကျွန်တော်တို့ကတော့ကရင်ပြည်နယ်ခြေစိုက်ကရင်မျိုးသားပါတီဖြစ်တဲ့ကြောင့်ကိုယ့်ပြည်နယ်ကတော့ကိုယ့်ရဲ့အမှားကံပဲလေဟုတ်ကဲ့ အဲသူတို့ကသူတို့လည်းသူတို့အများကြီးတွေ့တယ်ဆိုတော့လေဒါတိုက်ပြီးတော့ပြောကြမှရှိပါတော့မင်းရဘူးလည်းတေချာတယ်ဒါပေမဲ့လည်းအကုန်လုံးတော့လည်းမဟုတ်ဘူးနော်အခုလက်ရှိကျွန်တော်တို့မှာတော့ပြည်မပါတီကတော့အခုကျွန်တော်တို့ပါတီပဲရှိတယ်လေအဓိကကတော့ဟုတ်ကဲ့ကျန်ဘုတ်ဒါစရင်စရင်နေမှာရှိတာတော့ကျွန်တော်တို့ကျွန်တော်တို့ကတော့ဥစားရက်ခဲဖို့ရိုးရေးရဲ့တိုင်းနာစီလုံးညို့ရေးရဲ့ပြီးသုံးလုံးရဲ့ကျွန်တော်တို့ရဲ့ဖလိုဆိုဝါရဲ့နောက်ပအိုးရဲ့မွန်ရရှိတယ်ဗောနော်6 6 ော6ပါတီလောက်ရှိပါတယ်ဒါပေမဲ့ဒါပေမဲ့အဓိကတိုင်ပဲတော့သိမရှိပါဘူးဟုတ်ကရင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့လူနေမှုဘဝလုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုလိုချင်ရတဲ့အတွက်စ조사ဆောင်ရွက်သွားမယ်လို့လည်းစောမင်းမင်းမြိုင်ကပြောပါတယ်ပြည်နယ်တက်ပြီးဝနပြည်နယ်တူတက်ရေးပြည်နယ်ငြိမ်းချမ်းရေးကိုတော့ကျွန်တော်တို့စ조사ပြီးဆောင်ရွက်မယ်ကျွန်တော်တို့ကရင်မျိုးသားတွေရဲ့ဘဝလူနေမှုအခြေအနေလုံခြုံဖို့လည်းကျွန်တော်တို့စ조사ဆောင်ရွက်မယ် ဟုတ်ကဲ့ဒါပေမဲ့ဒီ AI တစ်ဆင့်တက်သွားလို့ရှိရင်ကျွန်တော်နိုင်ရုံကြီးရင်းချင်းရေးရဖို့တော့ကျွန်တော်တို့အပီဆောင်ရင်းမှာပေါ့နော်အဲ့ဒါတော့အဲ့ဒါကြောင့်အဓိကရည်ရချက်ပါမယ် UEC ကမဲဆွယ်စည်းရုံးဝင်ကာလကိုအော်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရပ်ပေါင်း60ခွင့်ပြုပေးထားပြီးအပိုင်းလိုက်ကျင်းပမဲ့ရွေးကောက်ပွဲအားလုံးအတွက်မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ရမှာဖြစ်ပါတယ်ရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းနဲ့ကျင်းပသွားမှာဖြစ်ပြီးအပိုင်း၁ဖြစ် ပထမဆုံးကျင်ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်ပေါင်း102မြို့နယ်ကိုစတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။